ချိုးလိုက်တယ်ဆိုတဲ့တဲ့င်းကိုလက်မခံဘူးအေရီဒရာကိုတကယ်ချိုးလိုက်တယ်လေအဲ့တော့မနေ့ကအေရီဒရာကိုချိုးလိုက်တဲ့အဖွဲကဘာသူတွေလဲဆိုတော့ TNLA ကဥဆောင်တာ Man PDF 1111နဲ့အတူဖောက်ခွဲပစ္စည်းတွေကိုကားနဲ့တင်ပြအပံသွားပြီးတော့ဖောက်ခွဲတယ်လို့သိရှိရပါတယ်ရှင်ဒီတိုင်းဆိုရင် စကိုင်းတိုင်းရဲ့ရွေးကောက်ပွဲကိုထိခိုက်လာနိုင်ပါတယ်ရှင်အဲ့တော့ ဒီကိစ္စတွေကတရုတ်ကဖိအားပေးတာပဲဖြစ်နိုင်ပါတယ်ဒီရက်ပိုင်းမှာသူ့မှာလည်းမြေရှားကိစ္စအမေရိကန်ဝင်လာတာကိုကာကွယ်ဖို့အတွက်ထိုင်းမှာထိုင်းမှာမြေရှားကိစ္စအတွက်အမေရိကန်ကဝင်လာတာကိုသူကကာကွယ်ဖို့အတွက်ပေါ့နော်မြန်မာပြည်အထက်ပိုင်းမှာတပုံမွေးကိုမွေးမှာသူကတပုံမွေးဖို့ဆိုရင်ဒီရှိတဲ့လက်ရှိရှိနေတဲ့တပုံကိုသူကထောက်ပံ့မှာအဲ့တော့နန့်ခမ်းမြို့မှာလေအတီအန်လီတွေကနန့်ခမ်းမြို့ကိုလည်းတက်မတော်ကပြစ်မထားဖို့ အဲဒီနတ်ခမ်းမျိုးကပြည်သူတွေကလည်းတောင်းဆိုနေပါတယ်ရှင်။ဘာလို့ဆိုနတ်ခမ်းမှာ TNL တွေကကြည်စံနေလို့တယ်လို့တင်ရရှိရပါတယ်ရှင်။အဲ့တော့ပြီးတော့ခါကြတော့မိုးကုံမျိုးကနေပြီးတော့ဘောတော့ TNL တွေမိုးကုံမိုးမုတ်ကိုစုတ်သွားပြီလို့မိုးစုတ်ပြီပေါ့အဲ့လိုပြောတဲ့အခါကျတော့မန်လေး PDF ကစာထုတ်ပြန်နေတယ်နော်။အဲ့ဒါကြောင့်မဘသူ့ကိုမတနာလို့မရဘူး။ဘသူ့ကိုမတနာလို့မရဘူး။ငင်းချင်ရေခေါ်လို့မရဘူးသူတို့တွေ။ငင်းချင်ချေရေခေါ်လို့မရတဲ့အထက်မှာသူတို့ပါတယ် ဲ့တော့မိုးမိတ်ကိုတဲ့မိုးကုတ်တွေမိုးမိတ်တွေကိုတက်မတော်လာခဲ့ရင်ပေါ့မန်လေး PDF ကပေါ့ဒါရဲ့လာကြည်စမ်းပါညာနဲ့စာထုတ်တယ်လေအဲ့တော့စင်ကူးမြို့ကိုမိုင်းခွဲပြီးတော့စင်ကူးမြို့မှာအခြေစိုက်မဲ့သဘောဖြစ်လာနိုင်တဲ့ဒီမန်ဒလေး PDF အဖွဲတွေကိုအခုလက်ရှိစင်ကူးမြို့နာမှာရှင်းနေတဲ့လက်ဆနဲ့အပြည့်ပဲရှင်းလိုက်ပါတော့လားတက်မတော်ရဲ့တက်မတော်ကြီးရဲ့နော် ရှင်းပလိုက်တော့ရှင်းပလိုက်စေခြင်းနဲ့ ပြီးကျမတို့ရဲ့ရွေးကောက်ပွဲကိုပြဿနာရှာနိုင်တယ်အဲအခုလည်းအဲ့လိုပြောတော့ဆွေးနွေးမယ်လို့ဘာလို့ပြောပြီးနိုင်ငံပိုင်ဒီလိုရတနာပစ္စည်းတွေနိုင်ငံပိုင်နဲ့ဒီလိုမျိုးလန်ဒရာတွေလန်ဒရာဆိုတာဘီလီယံပေါင်းများစွာတိုင်နဲ့ရတနာထိုက်တယ်ဒီလိုပစ္စည်းတွေကိုဒီလိုဖျက်ဆီးနေတာကိုတီးခံစရာအကြောင်းကိုမရှိဘူးရှိတဲ့လက်နက်နဲ့အတကုံနာတွယ်ပလိုက်တော့ရှုပ်တယ်ဘာမှဆွေးနွေးမနေနဲ့တော့ဆွေးနွေးလို့လည်းရမယ်ကောင်းနေမဟုတ်ဘူးနော် တက်မတော်စစ်တက်မတော်ဆုတ်ခဲ့ရတဲ့နေရာတွေမှာတွားကြည့်ပါဘလို့ဘလို့လုံနေလဲဆိုတာကျွန်မတို့ကပြည်သူလူထုတွေဆိုအရန်တိအရင်နာရတယ်အရန်အဲ့တော့မချန်ထားစေခြင်းမူအမြင့်ဖြုတ်စေခြင်း ਨੇ တောင်းဆိုပါတယ်အမြင့်ဖြုတ်လိုက်ပါတော့တူကိုတိုင်းပြည်ရဲ့လူမျိုးဘာသာတာရဏာအတွက်အားကိုးလို့ရတဲ့တက်မတော်ဝိုင်းရမယ်တက်မတော်ထောက်ခံရမယ်တမရောချရမယ်ဆိုရင်ပေါကတော်တို့2017 2013မှာဒီလိုလိချိန်ကြီးပြောင်းလာတာ။ယင်းလိချိန်ကြီးပြောင်းလာတာ သုံးနည်းကြည့်သွားပါပဲရုပ်ရှင်လောကဘယ်လိုမင်းသမီးပူဆိုးတာပေါ့ပူဆိုးတာပေါ့သူတို့အာကုလို့ရတယ်သူပဲချင်ပါပေါ့အာကုလို့များတို့လက်ကချင်ပါမလားသူတို့စီးပွားရေးအစဉ်မြဲတို့ချင်ပါပေါ့အစဉ်မြဲတို့လက်ကချင်ပါမလားရှေ့ရုံနဲ့သူတို့မိသားစုအစဉ်ပြေးမသွားဘူးလေရှေ့ရုံနဲ့သူတို့မိသားစုလည်းပဲမသွားဘူးလေဗျာဟုတ်လားအခုကြည့်လိုက်ခင်ဗျားတို့အာကုဝါတယ်ဆိုတော့ငင်းကြံရမိုက်ခဲဟုတ်လားလေလိုက်ပုံမှာဖြစ်သွားပြီ ူလေတိုင်းပေါ်မှာသူလည်းတောင်းစားရပြီဟပ်ပါဟဲ့တယောက်တော့ဝက်တောင်းစားရပြီမိုက်ခဲမြင်ကြမှာမရှိဘူးမိုက်ခဲမိုးကုတ်ပဲပါခင်ဗျားတို့ပြောတဲ့မိုက်ခဲမိုးကုတ်ပဲမှာမိုက်ခဲလားထညက်ခဲလားပါလားတော့မသိဘူးမိုးကုတ်ပဲမှာဟိုဒီရနေအကုတ်ပြီးမှပါတယ်အခုတို့ကျောင်းလည်းပြစ်လျားတယ်မြင်ကြမှာမိုက်ခဲမရှိတာတော့သိကြတယ်ဘာဖြစ်လို့သိကြလဲမိုက်ခဲလူနှစ်ယောက်ကိုမိထားတယ်လေ ိုက်ခဲရဲ့ဗရမ်းမာလေးနှစ်ခုကိုမိထားတယ်လေရေလွကျွတ်မကဗရမ်းမာနှစ်ယောက်အမိထားအလင်းဝင်လာတယ်ပေါ့အလင်းဝင်လာတယ်ဗရမ်းမာနှစ်ယောက်ကမိုက်ခဲရဲ့တပည့်နှစ်ယောက်ကိုမိထားတယ်ကဲရှိဦးတဲ့မိုးဘုတ်ဘက်မှာအဲ့ဘက်ကနေဟောင်းနေအဲ့ဘက်ကနေအော်နေတာဒီကောင်သိတယ်လေသေမာလေးမြေကြမ်းမှာရှိရင်မင်းရဲ့ဘက်မှာကိုထိုးစစ်ကစနေထိုးစစ်ကလုံးနေတယ် အလူလက်ခံခွေးပြွေပြည့်စည်ရနေရမရှိဖြစ်နေရဗရက်ကအဲ့တော့မိုက်ခဲရလဲနာမည်ရှိပြီးလားနာမည်ရှိပြီးလားဆိုတော့နည်းနည်းတော့တောင်းစားလို့တော့အဖျားနာတော့ရအောင်ပါလေအဲ့တော့ဟောင်စီနဲ့ဟဲ့မင်းတယောက်ထပ်ပိုင်လို့တော့မရအောင်တော့ငါကမင်းကိုတောင်းပေးမယ်ဟုတ်ကဲ့ဟုတ်လားအဲ့တော့နိုင်ငံလည်းဟောင်းတဲ့မင်းတဝက်ငါတဝက်မင်းထောက်ပတ်နဲ့ထဲရတရားဝင်ထောက်ပတ်တဲ့မင်းကောက်တဝက်ပေးရမယ်အဲ့တော့ဘယ်သူမှတိလို့မရအောင်တော့ဘယ်သူမှတိလို့မရဘူး မင်းလည်းအဆင်ပြေငါလည်းအဆင်ပြေအဆင်ပြေလားပြည်တယ်โอเคငါတောင်းပေးမယ်ဒါပဲဖြေရဒါပဲဖြေရဒါလည်းနိုင်ငံရေးပါနတ်ဖို့ပဲနိုင်ငံရေးစုဟောက်ဖို့ပဲသေုံပေါ်မြင်းကြမှာရှိတဲ့ငတုံးကဗရက်တွေညာသားတွေသေုံပေါ်ပောက်ကိုတော့လည်းညာသားပါပဲကို့ညာသားတွေကိုချစ်လို့ကို့တော်လူတောင်သားတွေကိုတန်ဖို့ထားလို့ရိုးသားတဲ့လူတွေကိုချစ်လို့ရိုးသားတဲ့လူတွေချစ်လို့ဥပမာရေးပြာမှာပေါ့မြောက်ရေးပြာမှာအာသာလေးပါဘာပြောရလဲဆိုတော့ ခွားကြီးကတက်လက်ကြည့်ပြီဒီပြမှာခု PDF တဲ့တိတ်မရှိတော့ PDF တွေရှိတော့အခွားကြီးကတွေးတာပေါ့ငါသာစစစတဲ့မင်းတို့မှာပြေးရပြေးရတယ်တနာကြီးထိုင်းပြီးပြေးရတာဆိုတော့တဲ့မင်းကမင်းတို့ကအားရှိမှဖြစ်မှာလေဟုတ်လားစစ်တပ်လာလို့ရှိရင်မင်းတို့မှာတနာကြီးထိုင်းပြီးပြေးရတာဆိုတော့တဲ့မင်းတို့ကအားရှိမှဖြစ်မှာငါသာစစစဆိုတော့မပရက်ကောင်ကအလက်ကလည်းဘွားတော့ကြီးပြီလေစိတ်သူကတော့မလိုလိုဆဲရတော့မလိုလိုဆိုတော့ဘာကြောင်တောင်တောင်နဲ့ဖြစ်နေဟုတ်လား ီးစုပါဝဲတနာကြီးထားအဲ့တော့ဘွားကြီးကကြွေကြွေပဲပြည့်စတယ်မဲမဲစတယ်မဲမဲပြည့်ရမှာမဟုတ်ကြောင်းနဲ့ဟုတ်လားဒီလိုပဲဘလတ်ဆိုတာကနော်အဲ့တော့ဦးစင်းတို့ပြောချင်တာကတော့လူတိုင်းလူတိုင်းကတော့ပြောင်းလဲမှုရှိကြမှာပါပဲကိုချစ်တဲ့သူကမှအာကိုလို့မြဲကိုချစ်တဲ့သူကမှအသုံးမကျတာကိုချစ်တဲ့သူကမှဒရေမမှန်တာကိုချစ်တဲ့သူကဖောက်ပြန်တာကြီးကိုကိုချစ်တဲ့သူကဖောက်ပြန်တော့အာကိုလည်းမရတော့စောက်တော့အဲ့တော့အာကိုလို့ရရသူချစ်မှာပေါ့ ်ပါကိုလို့မြင်ရတဲ့သူကိုချစ်တော့ဘဝပြတ်မှာပေါ့ဒုက္ခရောက်မှာပေါ့ဒိုက်တာမိုက်တီဟုတ်လားလေးစားနီစော်တို့ရဲ့ဦးစင်းတို့အခုအာအာထောင်းမှာ900ကဘာတော့အာဘကပေးခဲ့ကြတာနော်ပင်စာဖြစ်ပြီးပဲသေတော့မလိုလိုအစာအိမ်ထဲကအတဲကင်စာကြီးရပဲဒီနေ့ထောင်းဝရမကပဲနောက်နေ့ပဲသေတော့မလိုလိုမြောက်တိမှာပေါ့ဟုတ်လားဒိုက်တာမိုက်တီอ่ะ ကိုငြိမ်ငြိမ်မနေဘူးငြိမ်ငြိမ်မနေဘူးမထိကလေးထိကလေးလို့တော့ခင်ရတယ်အမကံတော့အရင်ဆွဲထားတဲ့ပုံမှန်900ငါးနဲ့ကသွားပြီးမှသူခံဝင်လက်မှတ်ထိုးပြီးသားဒါတိုင်းမိုက်တီးရ900ငါးနဲ့ထောင်ထဲမှာနေခဲ့ဦးတဲ့ကျမရေမကောင်းလို့အစာရေမကောင်းလို့ကင်းစားမကောင်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့နော်ဒါမျိုးသင်ရတဲ့အမကံမြောက်အဲ့တော့ဘာပဲပြောပြောနေတိုးတို့မြင်းမြတ်တို့နေဝင်းတို့အကုန်လုံးပေါ့ဗျာအကုန်လုံး ဒီစမှာတွဲလဲတို့တွဲလဲဆိုရင်ခင်းလိုက်တာမြင်လိုက်ခင်းလိုက်တာမြင်လိုက်နော်တွဲလဲကိုမမြင်နဲ့ခင်းလိုက်အောင်မြင်အဲ့တွဲလဲနေရုပ်ဆောင်နေရခင်းလိုက်နေရုပ်ဆောင်နေရခင်းလိုက်နေရုပ်ဆောင်နေရခင်းလိုက်လဲကြည့်လိုက်လေသူချစ်တဲ့သူကမှအာကိုလို့မရတာအာကိုလို့ရတဲ့2မီတာစုရဲ့သာဝန်နေသူတို့ရဲ့လက်ပတ်မှုခင်းလိုက်လဲချစ်မှာပေါ့ရောင်ရောင်တင်းတင်းတာဘောမမာတာလေ သူလည်းဘောလေးတော့မကြအောင်တော့ထိတ်ထားမှာပဲလေအခင်လည်းဟုတ်လားဒါမျိုးပါပဲနော်ကိုကပြောရလို့ရှင်တော့ပူလောင်တာပေါ့ဗျာပူလောင်တာပေါ့မင်းတို့ငါတို့ကြတော့မိဘရင်နဲ့ဝေးနေနေအုပ်ပြအိမ်ပြပြောပါမင်းတို့ကြတော့ဘယ်လိုဟုတ်လားဘသူပဲဘယ်နိုင်ကံမှာပဲနေနေခုမြန်မာပြည်ကိုပြန်လာရင်ကြတာပဲအဲမြန်မာနိုင်ငံမှာ ရှင်ရရှင်မင်းသားဘယ်သူမင်းမင်းသားကရိုက်ပြောပါရှင်မလုံနေကြတဲ့အရာတွေဟုတ်လားပြောနေရမင်းတို့ဘယ်ဆဲကမနာလို့ဖြစ်ကြတာပေါ့ဗျာနော်မနာလို့ဖြစ်ကြတာပေါ့အဲ့တော့ဥစဉ်နောက်ဆုံးပြောချင်တာကတော့လူတိုင်းလူတိုင်းကတော့အာကိုလို့ရတဲ့သူပဲချင်ပါပါသူတို့ချစ်တဲ့သူကအာကိုလို့မှမရဘူးဆိုရင်တော့လွတ်ချလိုက်မှာပါပဲဇုံကန်လိုက်မှာပါပဲဒါကတော့အထူးဆန်းမဟုတ်ပါဘူးဆိုတော့ပေါ့ကူတော့ပြောချင်ပါတယ်အားလုံးတော့ပါပဲဗျတချို့စကလုံးလေးတွေရိုင်းရင်ရိုင်းနေပါလေ လိုအပ်လို့စကလုံးကျန်းကျန်းလေးတွေထည့်ပြီးတော့ပြောရတာဒီဇင်ဘာလထဲမှာရွေးကောက်ပွဲပြုလုပ်ပါတော့အဲ့ဒီရွေးကောက်ပွဲပြုလုပ်ဖို့အတွက်အစိုးရအနေနဲ့ကြိုးစားလာခဲ့ရလွယ်ကူလာတာတော့ပြင်းမှန်းတကြီးခက်ခက်ခဲခဲစွန့်စွန့်စားစား သက်တွေတွေးနေခန္ဓာတွေဘဝတွေအများကြီးပြေဆက်ပြီးတော့တိဆောက်လာခဲ့ရကျူးစားလာခဲ့လွင်လွင်တကူပြုတ်လုခွင့်ရတယ်ရွေးကောက်ပွဲမဟုတ်ဘူးဒါကြောင့်မို့ရွေးကောက်ပွဲနဲ့ပတ်သက်အာမချောင်းမီးဘူးလို့ပါတယ်ရဲစခန်းတွေချုပ်တွေထောင်တွေရောက်ခွင့်တဲ့သူတွေကတော့ကြားဘူးပါတယ် ဖင်ရတဲ့မှုဟာအမကမရဘူးဆိုတဲ့စကားလက်ရှိအချိန်ကာလနိုင်ငံရေးနဲ့ပတ်သက်ပြီးဖင်ရရမယ့်အချိန်ကာလမဟုတ်ဘူးအထူးသဖြင့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဖင်ရရမယ့်အချိန်နိုင်ငံရေးအာဏာဖျေးရမယ့်အချိန်ရွေးကောက်ပွဲကိုခုတုံးလှုပ်ပြီးအတန်းရှင်းရှာရမယ့်အချိန်မဟုတ်ပါ တိုင်းပြည်နဲ့ကိုယ့်လူမျိုးကိုတကယ်ချစ်တယ်ဆိုရင်ဒီဇင်ဘာလထဲမှာကျင်းပတော့မယ်ရွေးကောက်ပွဲလက်ခံရပါလိမ့်မယ်ပူပေါင်းပါဝင်ပေးရပါလိမ့်မယ်မြန်မာပြည်မှာဖြစ်နေတဲ့လက်ရှိအခင်းချင်းတွေအားလုံးအပေါင်းဘက်ကိုပြောင်းသွားဖို့ဆိုတာရွေးကောက်ပွဲလမ်းကြောင်းကတည်းကအစင်ပဲသွားလို့ပြောင်းလို့ရမှာဒီတွေ ကိုတိုင်းပြည်ကိုလူမျိုးပေါ်မှာအကျိုးဖြစ်ထွန်းလာစေမယ်အပေါင်းဖြစ်ပေါ်လာစေမယ်ရွေးကောက်ပွဲမြန်မာပြည်ကိုချစ်တဲ့မြန်မာနိုင်ငံသားမှန်ရင်ကြိုဆိုရမှာပူပေါင်းပါဝင်ပေးရအဲ့ဒီလိုမျိုးပူပေါင်းပါဝင်ခြင်းမရှိပဲရွေးကောက်ပွဲအပေါ်မှာပြင့်မြင်နေမယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပူပေါင်းပါဝင်ပေးနေကြတဲ့လူတွေအပေါ်မှာအပြစ်ဖွဲ့မယ်ပြစ်တင်မယ် attention ရှာမယ်ဖင်ရားကြမယ်ဆိုရင်ကိုမိုက်ပြစ်နေကိုတွားကြပါလားဒီစကားကိုကျွန်တော်ပြောတယ်ဆိုရင်အားလုံးကိုကောင်းစေခြင်းနဲ့ဆန္ဒနဲ့တိုင်းပြည်တစ်ခုရဲ့ရွေးကောက်ပွဲဆိုတာအစိုးရတရက်ထင်းနေတယ် ဆိုင်လာမှုပါမြမတက်မလို့ဖွဲ့စည်းတစ်ခုနဲ့ပတ်သက်တာမြမပြည်အတွင်းမှာမိတင်းနေထိုင်ကြတယ်နိုင်ငံသားအားလုံးတိုက်ရိုက်ပတ်သက်အထူးသဖြင့်ဒီမိုကရေစီနိုင်ငံသစ်စီကိုရောက်အောင်တွားကျင်ကြရတယ်ဆိုရင်မြမပြည်ရဲ့နိုင်ငံရေးမှာမြမတက်မလို့ရဲ့ပါဝင်မှုကိုလက်မခံကျင်ရဘူးဆိုရင်ဒီစင်မာလာမှာကျင်ပါမယ် ရွေးကောက်ပွဲမဖြစ်မနေပူပေါင်းပေးဖို့လိုအပ်ပါတယ်ပါဝင်ပေးဖို့လိုအပ်ပါတယ်အရေးကြီးဆုံးအချက်ကတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဖင်မရကြဘူးအပြစ်မတင်ကြရွေးကောက်ပွဲပျက်စီးရပျက်စီးကြမပြောမိကြဘူးအေးမိကြဘူးအေးပါပါဘာကြောင့်လဲဆိုဒီအချိန်မှာ ရွေးကောက်ပွဲကာလမိကလာပြီးမဟုတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဘယ်လိုအခြေအနေမျိုးကိုမှအပြတ်သဘောကိုဆောင်ရဲဘယ်လိုအခြေအနေမျိုးကိုမှလက်တွေ့ဆောင်ရဖို့ပေါ့တိုင်းပြည်ကိုတကယ်ချစ်တယ်ကိုတိုင်းပြည်ကိုလူမျိုးစေတနာရှိတယ်ဆိုရင်ကျွန်တော်ထပ်ပြောပါရွေးကောက်ပွဲကိုပူပေါင်းပါဝင်ပံ့ပိုးပေးကြပါကျွန်တော်မေယောဆို